တော့ဒီပိုင်းလေးနဲ့ပတ်သက်ပြီးတော့ကိုနေနာအနေနဲ့ကောဘယ်လိုဖြစ်ဆက်ပြီးတော့ပြောပြချင်လဲအခုအချိန်ဒီပေါ့နော်ခဏတော့မိုင်းရနာပြောသွားထင်မှာပါပါတယ်ဒီလုပ်သမားလေးလွယ်လွယ်ကူလုပ်ထွက်တာလေးတွေလည်းရှိတယ်မိသားစုလုံးလုံးပူအတွက်လောက်ရလေးလည်းရှိတယ်ပြီးလုပ်ငန်းရှင်ဘက်မှာလည်းဒီလိုအဲရှားပါလာပေါ့နော်လုပ်သားတွေအားစဒီ resource တွေအားရှားပါလာတယ်အဲ့အတွက်ကြောင့်အခုအနေနဲ့ဘယ်လိုမျိုးဝင်ရောက်စုလိပြီးနိုင်လဲကျွန်တော်အမြင်အရပေါ့ဗျာဟိုလေ scale full လေးပါ shortage ဖြစ်နေတာအလုံးလုံး ွမ်းကျင်လို့သာရှားပါနေရတယ်တကယ်ဖြစ်မှန်ပဲဗျကျွန်တော်နိုင်ငံမှာအဲ့ဒါကြီးဂျုံတွေ့နေရတယ်ဘယ်တွေရောက်ကုန်ကြလဲဆိုပြီးကျွန်တော်ကြည့်တဲ့အခါကျတော့သူကပြီးပါထွက်ခွာကုန်ကြတာဗျနိုင်ငံရေးမတည်ငြိမ်မှုတွေပြီးတော့လုံခြုံရေးစိုးရိမ်ရမှုတွေကြောင့်ဟိုထွက်ကြတယ်လို့ကျွန်တော်မြင်တယ်ဗောဗျာအဲ့ဒီပြဿနာကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းရမလဲခုနအမပြောသလိုမျိုးဒီလုပ်ငန်းရှင်တွေဘက်ကရောဒီသူတို့ဝန်ထမ်းတွေအပေါ်မှာဘယ်လိုအာမခံချက်တွေပေးနိုင်မလဲဒါလေးကျွန်တော်စမ်းစစ်တင်တယ်ဗျလုပ်ငန်းရှင်တွေအနေနဲ့ တကယ်ဟုတ်ပြီမင်းငါလုံငတ်မှာတော့မင်းတို့လို့ရှိရင်ဘယ်လိုမျိုးမင်းလုံခြုံရေးစိုးရိမ်ရမှုမရှိစေရဘူးလားမာကတ်တင်ပေးနိုင်မလား incentive တွေပေါ့နော်ဟုတ်အဲ့လိုမျိုးပေးနိုင်လဲဆိုလို့ရှိရင်တော့အဲ့ဒီလုံသမားတွေဘက်ကတော့ကျွန်တော်တို့ဟိုနိုင်ငံသားထွက်ခွာဖို့ဆိုရဲရွေးချယ်မှုတော့ကျွန်တော်တို့တော်တော်စဉ်းစားပြီးရွေးချယ်ရမှာတော့တုံးတုံးကျွန်တော်တို့ကိုယ်နိုင်ငံကိုယ့်မြေကိုယ့်ရေမှာကြီးလာတဲ့သူတွေကတိုင်းကဘာထွက်ခွာပြီးတော့အလုပ်လုပ်တယ်ဆိုတာလွယ်ကူတဲ့စုံစမ်းချက်တော့မဟုတ်ဘူးကြာမဖြစ်မဖြစ်နိုင်တဲ့အနေအထားတစ်ခု လူဟိုရွေးချယ်လို့မရတော့တဲ့အနေဒါတခုမှမလို့သူတို့တွားကြတယ်ကျွန်တော်ကတော့မြင်ပါတယ်ဗျာ။ဒါကြောင့်မလို့ကျွန်တော်တို့လုပ်ငန်းရှင်တွေဘက်ကနေပြီးတော့ဒီလုပ်လုပ်သားတွေအပေါ်မှာဘယ်လိုမျိုးလုပ်ငန်းခွင်အာမအာမခံချက်တွေပေးနိုင်မလဲ။စဉ်းစားမပြတ်လုပ်လုပ်ပိုင်နိုင်မှုဘယ်လိုမျိုးဟိုထောက်ခံမှု support တွေပေးနိုင်မလဲ။ဒါလေးတွေကျွန်တော်တို့စဉ်းစားတဲ့နေတယ်ကျွန်တော်တို့စပါတယ်ဗျာ။ဟုတ်တယ်ပါအဲကျွန်တော်လည်းလုပ်ငန်းလုပ်ပြီးတော့ကျွန်တော်မေးကြည့်ရပါတော့ထွက်သွားတဲ့ဝန်ထမ်းလေးတွေလည်းရှိတယ်ရှိတော့သူတို့မေးကြည့်တဲ့အခါမှာဗာတိရလည်းတချို့ကသွားကြည့်လို့တော့မဟုတ်ဘူး အခုလက်ရှိလုံးလုံးနဲ့ဘယ်ဟူသွားမယ်ဘယ်တင်နေနေတက်နေဆိုရှိတယ်။ဒါပေမဲ့သူတို့အနေနဲ့ကသူတို့အလုံးလုံးမှာသူတို့မိသားစုစားဖို့လုံလောက်မယ်ဆိုတဲ့အခြေအနေမျိုးတခုရှိတယ်။ပြီးပြည်တွင်းကပြီးနိုင်တဲ့လာသားလည်းအဲ့ဒါကိုဘယ်လိုမှမမှီနိုင်ဘူးဆိုတဲ့အခြေအနေကသူတို့အနေနဲ့ရွေးချယ်လို့မရတဲ့အခြေအနေတခုပေါ့နော်။ခုနကမှပြောတော့လို့ပဲကျွန်တော်အနေနဲ့ brain drain တွေ liver drain တွေပေါ့နော်။အဓိက liver drain များပါတယ် brain drain တဲ့ဒါပေမဲ့ပြည်ပအနေခုနကမှလို့ပဲပြန်လာမယ်ကျွန်တော်တို့လည်းပြည်ပမှလုပ်မယ်ပြန်လာပြီးတော့နိုင်ငံအတွက်အကျိုးရှိတဲ့နေရာအလုပ်အတွက် ကျိုးရှင်းနေမလုပ်ရင်တော့ဒါ brain drain စာ brain gain ဖြစ်တယ်လို့တော့ပြောလို့ရပါတယ်အဲ့တော့အဲ့လိုမျိုးလေးတွေလည်းဒါတိုင်းပြည်တိုင်းဖြတ်ကျော်ရမယ့်အဆင့်တစ်ခုပါပဲနော်ဒါဆိုကိုယ်နိုင်ငံမှာမရှိသေးတဲ့လောက်ကပြီးပါမှာပဲအတွေ့အကြုံယူရမှာပေါ့နော်ဟုတ်ကဲ့အဲ့တော့ကိုနေလေးချိန်နေနေလည်းဒီຢာလေးနဲ့ပတ်သက်ပြီးတော့ခဏကျွန်တော်မိဘလေးဖြစ်တဲ့ဒီလက်ရှိမှာဒီကြုံတွေ့နေရတဲ့ဒီအခြေအနေလေးတွေရယ်ပြီးတော့အဲလုတ်သားရံကျွမ်းကျင်ဟိုနေပါတာလည်းရှိတယ်လိုအပ်တာလေးလည်းရှိတယ်အဲ့ပါအနေပတ်သက်ပြီးတော့အမြင်လေးဘယ်လိုရှိလဲပြေးခင်ဗျာဟုတ်ကဲ့ကျွန်တော်ကဒီစကားပိုင်းမှာပြောကျင်လို့ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာ ကျွန်တော်ခုပြပထွက်လုပ်တာလူငယ်တွေကျွန်တော်ခဏပြေးခွေပြီလက်ရှိပြည်တွင်းမှာပဲအလုပ်ဝင်နေတဲ့ကျွန်တော်လူငယ်လုပ်သားလေးတွေကျွန်တော်ဟိုနည်းနည်းမေးပြနေကြဟုတ်ကဲ့ပါမေးပြတော့သူတို့အဓိကမကြိုက်တာဟိုလုပ်ငန်းခွင်ပျော်ရွှင်မှုပျော်ဆုံးနေတာသူက system ကိုသူတော့သိမကြိုက်ကြဟုတ်ကဲ့ပါဟိုဘလို့ system ကိုမကြိုက်လေဆိုတော့ကျွန်တော်လုပ်ငန်းရှင်နဲ့သူတို့ကြာဆက်သွယ်မှုကသူတို့ဝေးနေအောင်သူတော့သိမကြိုက်ကြဟုတ်ပါဗျာကျွန်တော်တို့ manager ကိုတစ်စိတ်ခံတာသူတို့ကမပြောဘူးပြဟုတ်ဆိုလုပ်ငန်းရှင်ကနေပြော ဟို manager လောက်ကိုပြောပြီး manager ကပဲအကုန်လုံးချေလည်နေတဲ့သဘောတရားတွေအဲဒီမှာ gap ဖြစ်နေတယ် gap ဖြစ်နေရအောင်ဆောက်သူတို့သိသဘောမကြအောင်အဲ့မှာမှကျွန်တော်ဘာလို့တွားပြီးတော့ဟိုနည်းနည်းတက်လိလာပြီလဲဆိုတော့ကျွန်တော်ဒူဘိုင်းကဆိုင်ဒီဇိုင်းကိုကျွန်တော်မေးပြီးကျွန်တော်ဟိုအတိဖွဲ့တာပါဟုတ်ကဲ့ပါသူ sister ကတော်တော်သဘောကျအောင်ပေါ့လေသူတို့ကဘယ်လိုလုပ်လဲဆိုတော့ manager ကိုသူကအလှည့်ချစစ်စစ်နဲ့တွားတာအဲအကုန်လုံး manager အကုန်လုံးဝင်တယ်အဲသူသဘောလေးတွားတဲ့ဥစ္စာကိုကျွန်တော်တွားမြင်တယ်ပေါ့မြင်တော့အဲ manager နဲ့ဒီလုပ်သားကြားမှာလည်း သူကဘလူဘလူအထောက်အမရှိတော့အဲပြီးတော့လုပ်ငန်းရှင်ကိုလည်းသူကတားရိုက်သွားပြီးတော့ချိတ်ဆက်လိုက်အဲအဲ့ဒီအဲ့ဒီအချက်လက်တွေအကုန်လုံးကကျွန်တော်ဒီမြန်မာနိုင်ငံမှာလိုအပ်နေတဲ့အချက်လက်တွေပေါ့နော်အဲအဲ့ဒါလေးအကုန်လုံး system ကြကြလေးနည်းနည်း sharing လုပ်ပေးလိုက်ခြင်းအပြင်အဲလုပ်ငန်းခွင်ပြောရှင်းမှုလည်းရမယ်ပြီးကျွန်တော်တို့လုပ်သားတွေဆနာဟိုဆိုရှယ်ရှင်နဲ့ပြီးပါထွက်လုပ်သားတွေဆိုရှယ်ရှင်မှုလည်းကျွန်တော်နည်းနည်းကောက်ပြီးနိုင်တော့ပါဘူးအဲကျွန်တော်အဓိကအဲ့ဒီအချက်လေးပြောချင်တာပါ ကျွန်တော်ဟိုတယ် organization structure တို့ဘာလို့မှဆိုရင်သူက level လိုက်ပဲသွားကြတော့တခါဒီမှာအပေါ်ကတတိပြောလိုက်တဲ့စကား manager ကနေတစ်စင်းတကယ်အောက်ခြေရောက်သွားတဲ့အချိန်မှာကျတော့အဒီဘက်တမျိုးဖြစ်သွားနိုင်တာလည်းရှိကြအောင်နော်အဲ့တော့ဟုတ်ပါလေအဲ့တော့ဒီဟာလေးကလည်းကျွန်တော်မှတ်သားသေးရလေးပါပဲအဲ့ကျွန်တော်နောက် question တစ်ခုအနေနဲ့ပေါ့နော်အဲ့ဒါကတော့ဒီခုကျွန်တော်တို့ issue လေးတွေအခုကြုံတွေ့နေတဲ့ဟာလေးလည်းပြောပြီးသွားပြီဘုရုဖြတ်တန်းလာတဲ့ဟာလေးလည်းဒီမှာကြီးစုနေတဲ့လူတွေကတည်သွားပြီပေါ့နော်အဲ့တော့ โอเคဒီအလုတ်ကင်ကြီးဘယ်လိုထပ်ပြီးတော့ဖန်ပြီးပေးနိုင်မလဲအခုထွက်တဲ့လူတွေလည်းများလာတယ် overseas သွားတဲ့လူတွေလည်းများတယ်ပြည်တွင်းမှာလည်းဒီကျွမ်းကျင်လုပ်တာရှားပါးနေရာလေးရှိတော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုအကြံပြုချက်လေးတွေများပေးမလဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဆက်ကြည့်ဒီခါတော့ကိုနန္ဒာအနေနဲ့အရင်စပြီးတော့ဆွေးနွေးပြပါအောင်ဒီရှေ့နေတယောက်လည်းဖြစ်တော့ဘယ်လိုမျိုးတွေထောက်ပံ့ပေးနိုင်မလဲဖြည့်ရှင်းနိုင်မလဲကာဝယ်ပေးနိုင်မလဲပေါ့နော်အဲ့ဒါလေးဆွေးနွေးပြပါအောင်ပေါ့ ကျွန်တော်အမြင်လေးအမြင်လေးနည်းပြောမယ်ရတယ်ရတယ်ကျွန်တော်ကအလုံမြို့နယ်ကနေဝင်ရေးခါမှာဆိုတော့အလုံမြို့နယ်မှာဘာလုပ်ငန်းတွေရှိလဲကျွန်တော်ကြည့်တဲ့တက်ကလုံမြို့နယ်မှာလုပ်ငန်းကြီးတွေရှိတယ်ဗျာအဲကျွန်တော်တို့နိုင်ငံနဲ့ချီတဲ့နိုင်ငံကျော်လုပ်ငန်းစုကြီးတွေရှိတယ်ပေါ့ဗျာအေးပါအရာဝန်နိုင်ငံရုံးချုပ်ရှိတယ်ဆိုရှင်မြန်မာ industry ရဲ့အဲ minus ရပေါ့ပြီးလို့ရှိရင် ောက်တစ်ခုကပါလေကျွန်တော်တို့ Asia War Second Fusion ရွှေတောင်လုပ်ငန်းစုဒီလိုလုပ်ငန်းကြီးရှိတာ Delhi Jewelry စီးပွားနေရောပါ Delhi Jewelry အခွန်အများဆုံးဆောင်တဲ့သူတွေရှိတယ်ဟုတ်ကဲ့ပါဖုန်ကူဒီမူရောပြောလိုက်တာဟုတ်ကဲ့ပါအခွန်သွားဆောင်တော့တော့အဲ့ဒီလုပ်ငန်းစုတွေမှာကျွန်တော်ကဘာဖြစ်စေချင်လဲဆိုတော့ data ခံပေါ့ဗျာအလုံး data ခံလူငယ်တွေကိုသူတို့လုပ်ငန်းတွေရဲ့ percentage အလိုက်ပေါ့ဗျာ percentage သူတို့လုပ်ငန်းမှာဥပမာအပြည့်လူရောက်100ခန့်မယ်ဆိုတာတော့ဗျာအဲဟုတ်ပြီအလုံး data ခံလူ အလုံးမျိုးနဲ့မှာမင်းတို့ investment လာလို့မှာဖြစ်တယ်အဲ့တော့အလုံးဒေတာခံယူ10ရောက်တော့မဖြစ်မနေပါနဲ့ဒီ10ရောက်ပါဖို့ investment ခုနဲ့ထည့်ပေးရပါတော့ဟုတ်ဟုတ်အဲ့ဒီအဲ့လိုမျိုးတတ်မှတ်စီရှင်ပါလေဗျာဒီဟို10ရောက်ထပ်ပါမယ်ဆိုလို့ရှိရင်တော့မင်းတို့တော့အဲ့ဒီစီပင်ခွန်တွေဘလို့ခွန်တွေအဲ short ပေးနိုင်မယ် short ပေါ်ပေးနိုင်တယ်ဘလို့မျိုးကျွန်တော်တို့တိုင်းဒေသကြီးဆိုရဖွဲ့နေမြို့တော်စီပင်နဲ့ကျွန်တော်ဒီလုပ်ငန်းစုနဲ့ကြားထဲမှာပေါ့နော်လူဝါတာလေးကြီးချမှတ်ပြီးတော့ဒီအလုံးမျိုးနဲ့မာနေတဲ့ ီစုလူတို့လူငယ်တွေအတွက်အလုံးမျိုးနဲ့မှာပဲအဝေးကြီးမသွားဘူးလေအလုံးကန်ခေါ်နေတယ်အများကြီးရလာပေါ့ကျွန်မရည်ရွယ်တယ်အလုံးမဟုတ်တော့မှရန်ကုန်ဆိုရန်ကုန်မန်နေပြတက်တက်မှတ်လို့ရအောင်ကျေကျေတက်ပြန်တွေးကြည့်လိုက်လို့ရှိရင်အဲ့လိုမျိုးအဲ့ဒီဇာတ်ကြီးလိုက်ဆင်မလို့ရတယ်ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်တို့ကဟိုလုပ်ငန်းရှင်တွေကိုပဲအဲ့လိုမျိုးဟိုကျွန်တော်တို့ကကြက်တယ်လို့ဖြစ်နေတယ်ဗျာမင်းတို့ဒီဒီလုပ်သားတွေကိုတော့မပြုတ်နေပေါ်ရမှာပေါ့နော်ကြက်တယ်လို့ဖြစ်နေတာကျွန်တော်တို့ကဘာတာဝန်ယူမှုလုပ်ရမှာလဲဆိုတော့ဒီလုပ်ငန်းရှင်တွေဘက်မှာဘယ်လိုမျိုး ကျွမ်းကျင်မှုတွေနဲ့လုပ်သားတွေလိုအပ်နေတာလဲဆိုတော့ကျွန်တော်ကုမွေလေးနဲ့မေးရမယ်ပြီးရင်တင်နန်းကြောင်တွေထောင်ရမယ်ဗျအလုံးမျိုးနယ်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်တိုင်းဒေသကြီးလိုက်ပဲဖြစ်ဖြစ်တင်နန်းကြောင်တွေထောင်ရမယ်လုပ်ငန်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့ကျွမ်းကျင်မှုမျိုးတင်နန်းပေးနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါဒီလုပ်ငန်းတွေကလည်းကျွန်တော်တို့ဒီကနေလေပါတွေကိုလိုက်လိုက်လျော်လျော်ခေါ်ပါပဲဗျာကျွန်တော်တို့ကတင်နန်းကြောင်တွေထောင်ရမယ်တင်တန်းကြောင်းကလည်းတင်တန်းကြောင်းကလည်းကျွန်တော်တို့အစင်နဲ့မီတင်တန်းကြောင်းလည်းဖြစ်ကြမယ်ဗျာတင်တန်းကြောင်းမီကမှတ်တာတော့ဖြစ်လို့မရအောင်နိုင်ငံတော်အစင်ဖြစ်မလားဒါမှမဟုတ် international အစင်ဖြစ်မလား ဲ့လိုသင်တန်းကြောင်တွေထားရမယ်။သင်တန်းကြောင်ထွက်တဲ့သူတွေကိုလည်းကျွန်တော်တို့ register လုပ်ထားရမယ်။အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလုပ်ငန်းအရှင်လေးနဲ့ကျွန်တော်တို့ဒီလုပ်သားအင်အားဟိုကိုက်ညီမှုအဲလုပ်ငန်းဝင်ကအဲအမားတို့ဘယ်လိုဆိုနေသလိုလုပ်ငန်းဝင်မှာပျော်ရွှင်တဲ့လုပ်ငန်းဝင်တွေဖြစ်လာနိုင်မယ်။ဒီလိုတွဲတဲ့လူသားတွေရလာလိမ့်မယ်။အခုဒီကျွမ်းကျင်တဲ့လူသားတွေ International အဆင့်မီလူသားကို International အဆင့်မီလာစားရမယ်ပြီးနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ကြပြ။ တို့မြန်မာနိုင်ငံမှာလည်းဒီကုမ္ပဏီကြီးတွေကနိုင်ငံခြားကနေပြီးတော့ဟိုလုပ်သားတွေအများကြီးခေါ်ယူလုပ်ဆောင်နေရလည်းရှိကြတာတကယ်လက်ပြမှာလည်းရှိကြတာသူတို့ဆိုလို့ရှိရင်သူကဒီမြန်မာနိုင်ငံကနှုံနာနေပေးရပါဘူးဗျာတကယ်သူတို့နိုင်ငံကနှုံနာနေနေပေးနေကြတာဗျာကျွန်တော်တို့နိုင်ငံမှာရောအဲ့လိုမျိုးကျွမ်းကျင်တဲ့လူသားတွေကျွန်တော်တို့တင်တဲ့ကြောင်းတွေကလည်းငွေထုတ်ပေးနိုင်တယ်ဆိုလို့ရှိရင်ဟောသူတို့ရောဒီလိုနိုင်ငံကအဆင်ပြေကြတာမရနိုင်ဘူးလားရနိုင်ပါလေအဲဒါကြောင့်မို့ကျွန်တော်ကဒီခုနခုနဝင်ပြောတယ်နော်အလောက်ကိုင်းဖန်ပြီးပေးနိုင်ဖို့ကျွန်တော်အဲ့လိုတွေလုပ်စီခြင်းနဲ့ ဆိုရင်ဖြည့်ရှင်းဖို့ကျေကျေတယ်ကျွန်တော်ကဒီကျွန်တော်တို့အကယ်၍ဒါပဲကျွန်တော်အမခံနိုင်တာတော့ကျွန်တော်တို့ပြီးဆုံးလုံးပါတီအစိုးရဖွဲ့နိုင်ပြီဆိုလို့ရှိရင်တော့ဒါကကျွန်တော်ဒီလုပ်ငန်းရှင်တွေနဲ့ဒီတက်ဆိုင်ရာဒီသဆိုင်ရာအားဘိုင်းဖွဲ့စည်းပြီးဂျားထဲမှာကျွန်တော်ဒီမူဝါဒတွေကိုခံမမအောင်ပဲပေါ်နိုင်မလို့ကျွန်တော်ယုံကြည်ရပါဟုတ်ကဲ့ကဲအခုနောက်ပြောသွားထင်ပါတယ်ကျွန်တော်တိကျပြီးရလေးပေါ့နော်ခုနလိုတမွေးဝမ်းကြောင်းပေါ့တမွေးပညာရေးဝမ်းကြောင်းလေးတွေလုပ်ပြီးမှလည်းကျွန်တော်တို့ကခုနလိုသားကျွမ်းကျင်လုပ်သားရှားပါးတယ်ဆိုတဲ့ဟာလေးကိုဖြည့်ရှင်းနိုင်မှာပေါ့နော်တချို့တွေက တက်ချင်တယ်တင်ချင်တယ်ဒါပေမဲ့မတက်နိုင်တဲ့သူတွေလည်းအများကြီးရှိကြအောင်ကျွမ်းကျင်လုပ်သားကလည်းဒီလိုနည်းနဲ့ပဲထောက်ပံ့ပေးပြီးတော့ပြီးတော့ဒီအကြောင်းကြီးနဲ့စီးပွားရေးနဲ့ချိတ်ဆက်ပြီးတော့နော်ဒီလိုလေးလုံးမှလည်းတကယ်ကျွမ်းကျင်လုပ်သားလည်းများလာမယ်လို့ဆိုချင်ပါတယ်နော်အဓိကပြောချင်တာအဲ့ဒီလုပ်ငန်းရဲ့လိုအပ်ချက်ပေါ့လေဟုတ်ဖြစ်ပြီးလုပ်ငန်းရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့သင်တန်းကြောင့်ဖြစ်တာသင်တန်းကြောင့်ဖြစ်ရတယ်ဟုတ်တကယ်လိုအပ်နေတဲ့ကဏ္ဍတွေပေါ့နော်ပြီးသွားဆိုလည်း guide လိုမျိုးအာဒီစီးပွားရေးဆိုလည်းစီးပွားရေးနဲ့ပတ်သက်တဲ့ပညာရဲ့မျိုးပေါ့ဟုတ်ကဲ့ပါဟုတ်ဟုတ်